တငယ်ချင်းများအားလုံးပဲမင်္ဂလာပါဒီတစ်ပတ်မှာတော့ရွာဝိုင်းစိန်တို့နဲ့တူငပိဖြော်ရည်လေးနဲ့တရရဲ့တီစိန်လေးတို့စားတယ်လို့မျိုးအရသာရအောင်ငပိဖြော်ရည်ဖြော်နည်းလေးကိုပြန်ပြီးမျှဝေလိုက်ပါတယ်နော်ဒီငပိဖြော်ရည်နဲ့တရရဲ့တီကလေးရခိုင်ဖက်မှာဆိုလို့ရှိရင်တရရဲ့စာအနေနဲ့စားကြပါတယ်စိတ်ဝင်စားတယ်ဆိုလို့ရှိရင်လိုက်ပြီးတော့ကြည့်ရှုပေးပါအောင်နော်တရရဲ့တီကိုအရင်ဆုံးရေးဆေးပါမယ်ရေးပြအောင်ဆေးပြီးပြီဆိုလို့ရှိရင်အကောင်းဖြတ်မယ် ဒီခေါင်းဖြတ်ပြီလို့ရှင်အစေးလေးကိုတေချာပြအောင်ဆေးပါနော်ပြီးရင်ခွန်လေးတွေခွာပါမယ်တရတိကငပိနဲ့တိုးစားတဲ့ခါကြလို့ရှင်ခြင်တဲ့ဟာလေးမှာပိုကောင်းတယ်ပေါ့နော်ဒီလိုမျိုးစိမ့်စိမ့်လေးကိုဝေပါနော်ပြီးရင်တိုးစားဖို့အတွက်အညောင်းလေးလှုပ်ထားမယ်ပေါ့နော်ဒါငပိပါမြင်ငပိထဲပါတယ်ပြီးရင်ပပလီထားတဲ့ကြက်သွန်နီလေးထဲပါမယ် ငါးမုံသုံးမုံကြက်သားမုံထည့်ပါပြီးရင်စားထည့်ပါတယ်။မယုတ်သေးစိမ့်လေးတွေများများထည့်ပြီးတော့စားမယ်ပေါ့နော်။မယုတ်သေးစိမ့်ရတော့ကိုစားနိုင်တဲ့လောက်ထည့်ပေါ့နော်။အဆက်ဆက်ဆက်လေးစားတာပိုပြီးကောင်းပါတယ်။ပြီးရင်ရေလေးနည်းနည်းစီထည့်ပြီးတော့ဖြော့ပါမယ်။ဒီဟာလေရမ်းရေများလို့ရှိရင်မကောင်းတဲ့ကြောင်းရေနည်းနည်းချင်းစီထည့်ပြီးမှဖြော့ပါမယ်နော်။ဆိုနဲ့ ်နေရတာအမရတော့လက်အိတ်လေးပါဆုပ်ပြီးတော့တခြားလေးလက်နဲ့နေလိုက်ပါတယ်နော်ကဲဒါဆိုလို့ရှိရင်တော့ရပါပြီငပိဖြိုရေဖြစ်တဲ့အတွက်ကြောင့်ငပိကိုမြင်းများလေးထဲတာပူကောင်းပါရဲ့နော်ပြီးရင်တော့တရည်သီးနဲ့တွတ်စားလိုက်အရန်ကောင်းပါတယ်နော်ခါဒီကြလို့ရှိရင်ဒီလိုမျိုးအချင်းလေးစားခြင်းလို့ရှိရင်ဒီလိုမျိုးလေးလှုပ်ရှားကြည့်ပါအရန်ဆောက်လို့ကောင်းပါတယ် ချင်းချင်းငငဆက်ဆက်လေးစားကြလို့ဆိုရှင်ဒီလိုမျိုးလှုပ်ရှားကြည့်ပါနော်ဗီဒီယိုလေးကိုဆုံးထွက်လိုက်ပြီးတော့ကြည့်ရှုပေးရအတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆုံကြမယ်နော်တကယ်ချင်းများအားလုံးကိုစိတ်နှင်ပြကျမ်းမာပျော်ရှင်ကြပါစေဘိုင်ဘိုင်း